င်္ဂလာပါဖိုဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတောက်ကြနေပါတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ထိတ်တန်းဒီပွဲစဉ်၃ပွဲရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ၃ပွဲကိုဒါဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပြီးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးပွဲစဉ်ကကျတော့ဒီနေ့ညတနင်္လာကစားမဲ့ဂျာမန်ဘွန်ဒလီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘိုင်ယန်မြူးနစ်နဲ့ဝါတာဘရီမင်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိပေါက်ကြည့်ကျွန်တော်ပြင်ကြည့်ဘိုင်ယန်က၃ဂိုးသွင်း55ပြားရမယ်ပြီးတော့၉ပွဲအနေနဲ့ဆိုလို့ရှိရင်၄ဂိုးသွင်း55ပြားရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီဘိုင်ယန်ကလက်ရှိသူတို့ရဲ့အိမ်ဝင်းကစားရတဲ့ပွဲစဉ်တွေကိုကျွန်တော်ပြင်ကြည့် ို့အတင်းရဲ့တိုက်ဆက်ကတပွဲမှာဆိုလို့ရှင်တွင်ကို3ကိုနဲ့5ကိုကြာဝင်ကျင်တော့သူတို့ ဒီရောင်းအတွင်းရတယ်ဗောနော်ပြီးတော့သူတို့အတင်းကဒီဘွန်းလက်လီဘွန်းတက်လီကအမပီးစရာရဲ့အလေလက်ကအတင်းနေနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းသူတို့အတင်းတင်းတင်းနဲ့တင်းလိုက်စက်ကအတွင်းကိုဒီပြင်းပြ၅ခုဝင်ကြုံလောက်အထိရောင်းအတွင်းတက်တယ်ဗောနော်ဖက်ကဝါရာပရီမင်အတင်းကိုကျွန်တော်ပြန်ကြည့်နော်သူတို့ရဲ့ခံစီကိုကျွန်တော်ပြန်ကြည့်သူတို့လက်ရှိကစားခဲ့တဲ့ဝေကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစီကတဝဲပြင်းပြဒါ၂ခုနဲ့အထက်ဝင်ကြုံလောက်ပြီးခဲ့ရတယ်ဗောနော်ပြီးတော့ဒီမနစ်ကဘောလုံးရည်တုံးကဘိုင်ယန်ကသူ့ရဲ့အိမ်ခွဲမှာဝါတာပရီမင်ကိုအခက်ခံကစားခဲ့စဉ်တော့ ပါလေ69ဒဂိုးဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်ပြီးတော့အဝေးဝဲမှာကစားခဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘိုင်ယန်က2-1နဲ့ထပ်နိုင်ခဲ့တယ်ဗောနအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဘိုင်ယန်ရဲ့အိမ်ဝင်အလီယန်အရီနာကသင်ကိုကြီးတော်တော်လေးကိုမြင်မဲ့ဆဆာရှိတတ်တယ်အဲ့တော့ဒီပြင်းပြအနေနဲ့ဆိုလို့ရှိရင်၄ဂိုးဝင်ကျွန်တော်တို့ရောက်တတ်တယ်ဗောနအဲ့တော့ပြီးတော့ဒီဘိုင်ယန်ရဲ့လက်ရှိကစားခဲ့တဲ့ပွဲစဉ်တွေပွန်တလီကာပွဲစဉ်တွေကျွန်တော်ပြန်ကြည့်လို့ရှင်လေတပွဲပြန်မြသင်ကို၄ဂိုးနှုံးဝင်ကျင်တော့ဒီရောက်နေအောင်တွေ့ရတယ်ဗောနအဲ့တော့၄ဂိုးသွင်း55ပြားရှုံးမယ်ဆိုတော့ဂျေးတစ်ခုမှာဒီပွဲက သွင်းအိုးကြီးရှိလာနိုင်မယ်ကျွန်တော်ထင်တယ်ပြီးတော့ water breathing ကိုယ်တိုင်ကလည်းဒီဘက်မှာကိုးရနိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပထမဆုံးပွဲစဉ်မှာတော့ကိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒီနောက်ထပ်သုံးသက်ပေးခြင်းနဲ့ပွဲစဉ်အကျတော့ဒီနေ့ညတနင်္လာနေ့မှာကစားမယ်ပြင်သစ်လီဂိုဝမ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဆာဖာဘောနဲ့မာဆေးပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါက်ကြည့်ကျွန်တော် ပြန်ကြည့်မာဆေးက level 85ပြားရှုံမယ်ပြီးတော့ကိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်သုံးကိုးသွင်းပြား90ရမယ်ပေါ့နော်အဲ့တော့ဒီဆာဖာဘောကဒီရာဒီပြင်သစ်လီဂိုဝမ်မှာကျွန်တော်ပြန်ကြည့်သူတို့အမဘီဇီးယားရဲ့အဆင့်၄နေရာမှာရပ်တည်နေတယ်ဆိုပေမဲ့လို့သူတို့ကဒီ ီလက်ရှိ9ပွဲကစားပြီးအချိန်မှာ4ပွဲနိုင်တယ်။တပွဲရှုံးနဲ့ရမတ်17မှတ်ရခဲ့တယ်ဗျ။လက်ရှိဒီလေးလီကိုဝိုင်းရဲ့အမဘီစီယာရဲ့အဆင့်တင့်နေရာမှာရှိနေတဲ့မိုနာကိုနဲ့ဆိုလို့ရှိရင်လည်းဆော့ထာဘောကရမတ်ချင်းတူနေရပါတော့။တစ်ဖက်ကမာစီယာကျတော့ဒီရဒီသူ9ပွဲကစားခဲ့ပြီးအချိန်မှာ3ပွဲနိုင်တယ်။ဒီသူတို့တင်းရ2ပွဲရှုံးတယ်ဗျာ။ပြီးတော့လက်ရှိအမဘီစီယာရဲ့အဆင့်6နေရာမှာသူကရမတ်9မှတ်နဲ့ရက်တည်နေရပါတော့။မာစီဗျာနော်မာစီကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြောပြချင်းသူတို့တင်းကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီတိုက်စစ်ကအတွင်းကို တကိုးထပ်ပို့ပြီးတော့တွင်းနိုင်ခဲ့တာပွဲတင်စုစုပေါင်းအဝေးဝင်း၈ပွဲမှာဆိုလို့ရှိရင်တပွဲပဲရှိရပါတော့။ပြီးတော့ဒီဆော်ရဘော့ကိုယ်တိုင်ကကျတော့သူတို့ရဲ့အိမ်ဝင်းမှာကစားခဲ့ရင်နောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်လည်း၆ပွဲကသူတို့ရဲ့တိုက်စစ်ကဒီတွင်းကိုးတွေတော်တော်များများဆဆအုပ်တွင်းနိုင်ခဲ့တယ်ပေါ့နော်။ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်းအရှင်ဖြစ်တဲ့ဆော်ရဘော့ကသူတို့ကစားခဲ့တဲ့ပြည်သိလီကိုဝဲအိမ်ဝင်းနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၄ပွဲနိုင်တယ်။တစ်ဘက်ကဒီမာစီအသင်းကကျတော့သူတို့ကစားခဲ့တဲ့အဝေးဝင်းနောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်၆ပွဲတိတိရှုံးလိုက်ပေါ့နော်။အဲ့တော့ဒီပွဲမှာမာစီအဝေးဝင်းမှာ အရင်ဒီ server ဘုတ်ကိုဒီအနိုင်ယူဖို့ဆိုတာတင်းဒီပေါက်ခက်ခဲလိမ့်မယ်ပြီးတော့ဒီရာဒီမှာမာစီကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကျွန်တော်ပြန်ကြည့်ဒီစုစုပေါင်း Champion League တပွဲကန်နဲ့ဒီပြည်သိလီကနှစ်ပွဲကန်နဲ့ဘောနော်ကစားခဲ့တဲ့၃ပွဲမှာ၃ပွဲလုံးမာစီကရှုံးခဲ့တယ်အဲ့တော့ဒီပွဲမှာသူတို့ server ဘုတ်ကိုရှင်ကန်နိုင်ဖို့ဆိုတာအရင်ခက်တယ်ဘောနော်မာစီကဒီရာဒီပြည်သိလီကမှာဆိုလို့ရှိရင် expected goal 8G အားကောင်းဆုံးအသင်းတွေထဲမှာဆိုလို့ရှိရင်အဆင့်၄နေရာမှာချိန်တယ်ပေါ့နော်ဒီတက်ဖာကဆိုရာဘောကကျတော့သူတို့ရဲ့ expert goal နဲ့သူတို့လက်ရှိရထားတဲ့ twin goal နှုံးကတူညီတယ်ပြောမဆိုလို့ရှိရင်ဆိုရာဘောကအချက်လက်တွေအရဒီ twin goal ရအတိအကျကိုရခဲ့တယ်ပေါ့နော်မာစီကိုရန်ကကျတော့ expert goal ဒီအချက်လက်တွေအရသူတို့အားကောင်းခဲ့တယ်အားကောင်းခဲ့ပေမဲ့ဒီဘွဲကသူတို့ဝေဝင်းမှာကစားမဲ့ဘွဲဆိုတော့ဒီဆိုရာဘောကသူနိုင်ရိုးစွာချိန်တယ်ပေါ့ခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာဒီမာစီဘက်က ဒီတည်ကြိုက်85ပြားရှုံးမွေဆိုရဲအခြေထွက်လာတဲ့ အခြေအနေတွေတခုမှာဆာဖာဘော့အဒီဘက်မှာအနည်းဆုံးတော့မဆေးကိုမရှုံးအောင်ကစားနိုင်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒုတိယမဲ့ကိုပွဲစဉ်မှာတော့ဒီဆာဖာဘော့အတင်ရွေးချယ်ပြီးခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပြီးခြင်းနဲ့ပွဲစဉ်ကျတော့ဒီနေ့ညတနင်္လာရမှာကစားမယ်စပိန်လာလီဂါပွဲစဉ်တွေဖြစ်တဲ့ဂီရိုနာနဲ့အက်စပန်ညပေါ့နော်အဲ့တော့အပွဲစဉ်လက်ရှိပေါင်းကြည့်ကျွန်တော်ပြန်ကြည့်ရင်ဂီရိုနာက level 25ပြားရှုံးမယ်ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ဂိုးသွင်း85ပြားရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီလက်ရှိဂီရိုနာကိုကျွန်တော်ပြန်ကြည့်ဒီရာဒီစပိန်လာလီဂါမှာဆိုလို့ရှိရင်ဂီရိုနာကတော်တော်လေးကိုရှုံးခဲ့နေရပေါ့နော်လက်ရှိမဘီဇီယာရဲ့အစ င်းအောင်ဆုံးနေရာမှာရက်တည်နေတယ်။ပြီးတော့သူတို့တင်းကဒီလက်ရှိအဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်သုံးပွဲသရရှုံးခဲ့ပြီးရဲ့နောက်မှာဆိုလို့ရှိရင်သူတို့ကနောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာတော့နှစ်ပွဲတိတိတည်ပြန်ပြီးတော့ကစားနိုင်ခဲ့တယ်။ဒါကကီရိုနာအတွက်ဆိုလို့ရှိရင်တော့ဒီကောင်းမွန်တဲ့အချက်အလက်တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်။တစ်ဖက်ကစပန်ညိုကကျတော့ဒါဒီကီရိုနာထက်ဆိုင်သူကနိုင်ပွဲပို့ပြီးတော့မြေမဆာရရတယ်။လက်ရှိလာလီဂါမှာဆိုလို့ရှိရင်လည်းမှတ်ပြီးစရာအဆင့်၄နေရာမှာရက်တည်နေရပေါ့နော်။ပြီးတော့သူတို့တင်းက အာပြောမှာလို့ရှိရင်လက်ရှိဒီစပိန်လာလီဂါရဲ့စုစုပေါင်း6ပွဲကစားပြီးအချိန်မှာသူတို့ကရမတ်စုစုပေါင်း17မှတ်တီးစုဆောင်းထားနိုင်ရတယ်ဗျာ။အဲ့တော့ဒီပွဲမှာဒီအစပန်ယိုအနေနဲ့ဆိုလို့ရှိရင်ဂီရိုနာကိုမချုံအောင်ကစားနိုင်စမ်းရှိတယ်။ပြီးတော့ဒီနေ့တင်းရဲ့နောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့လာလီဂါပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တစ်ဖက်ကိုတကိုးစီနဲ့တေးရလက်နဲ့ဒီပြီးခဲ့တဲ့မက်လာကစားခဲ့တဲ့ပွဲစဉ်မှာပြီးဆုံးထားခဲ့တာကိုတွေ့ရတယ်ဗျာ။အဲ့တော့ဒီပွဲအာဒီရလက်အတိုင်းပဲထပ်ပြီးတော့ထွက်သွားလိမ့်မယ်ပွဲစဉ်တွေပွဲတွေကိုကျွန်တော်ထင်တယ်။1-1လောက် ချက်သွားမယ်ဗောနော်ဒီထက်ပို့ပြီးတော့လဲနှစ်သိန်းလုံးကိုရနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး111 cc အလောက်နဲ့ပြီးမယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့တရေကြရင်25ပြားအတီတီရှုံးမဲ့ Ancient Girona နဲ့ဆိုင်ဒီဘက်မှာဒီ Espanyol နဲ့ဒါ Goal ကိုရွေးချယ်ပေးခြင်းတယ်ဗော